အားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်3 channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ channel ကနေအင်္ဂါသားသမီးများတွေ2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတလစာ hostran ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ hostran ကိုဆရာကြီးမင်းသူရကဟောပြောပေးထားတာဖြစ်ပါတယ်အင်္ဂါသားသမီးများဟာဒီနိုဝင်ဘာလ17လပိုင်းအတွင်းမှာတင့်တယ်ကောင်းမြတ်သောရုပ်ဘုံကံကြီးမားခြင်းနဲ့တိုးတက်ကြီးပွားစေသောရုပ်ရတဲ့အတွက်အကောင်းဆုံးလားလို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့စီပွားရေးအလောက်ကိုင်းလူမွေးပညာရေးစတဲ့အရေးကိစ္စရများမှာ ကံကြမ္မာအားကောင်းနေပါလိမ့်မယ်။ဒါပေမဲ့အခြေအနေနဲ့အင်တော်ရေးမှာတော့အဆိုးနဲ့အကောင်တွင်တွဲနေပါလိမ့်မယ်။အင်္ဂါသားသမီးများဟာထက်မြက်တော့အစွမ်းစားနဲ့ထိတ်တန့်ရအောင်ဆောင်ရွက်နိုင်မယ့်လဖြစ်ပါတယ်။ဒီကာလတွင်မှာယောသားဖြောင်းမတ်စွာတမာတမဲကြစွာနေထိုင်ပြုမှုတတ်ပြီးတော့မတရားမှုကိုမနစ်သက်တတ်ပါဘူး။ကိုကျိုးစွန့်အနစ်နာခံလို့စိတ်လည်းရှိပါလိမ့်မယ်။လူအများရဲ့ဂုံပြူလေးစားလောက်တဲ့ဘဝကိုပုံဖော်ဆောင်နိုင်သူဖြစ်ပါလိမ့်မယ်။ အိုးအိမ်ကိစ္စနေရာထိုင်ခင်းကိစ္စများပြောဆိုဆောင်ရွက်ခြင်းများအောင်မြင်ပါလိမ့်မယ်။အထူးသဖြင့်နိုဝင်ဘာလ17ရက်နေ့ကနေ18ရက်အတွင်းမှာအင်ချံမြေရောင်းဝယ်ခြင်းရင်းနှီးမြှုပ်နှံခြင်းများကနေအကျိုးမြတ်များရရှိပါလိမ့်မယ်။အလောက်ကင်တင်များတိုးချက်လောက်ကင်နိုင်ပါလိမ့်မယ်။စီပွားရေးတိုးတက်ပါလိမ့်မယ်။ရာထူးတိုးပါလိမ့်မယ်ဒါပေမဲ့အတိုက်ခံနှဲငယ်ကြုံတွေ့ရနိုင်ပါတယ်ကြံစီထားတဲ့ဤမန်းချက်များအောင်မြင်ပါလိမ့်မယ်မမျောလင်းထားဘဲနဲ့ယင်ကားများယင်ကားများပိုင်ဆိုင်နိုင်ပါလိမ့်မယ် ကောင်းမှုကုသိုလ်အလူတန်းကိစ္စရာများပြုလုပ်နိုင်ပါလိမ့်မယ်။အကျွေးဟောင်းများပြန်လည်ရရှိပါလိမ့်မယ်။မျော်လင့်မထားဘဲနဲ့ငွေကြေးကိစ္စရာများရရှိနိုင်ပါတယ်။ထိပေါက်ကိန်းလည်းရှိပါတယ်။အလုတ်ကိန်းနဲ့စီဝါရေးပိုင်းမှာကုန်ပစ္စည်းများယင်းနှင်းမြုံနှံနိုင်မယ်ဆိုရင်အကျိုးပြန်များခံစားရပါလိမ့်မယ်။အထူးသဖြင့်အစားအသောက်လုပ်ငန်း၊ကွန်ပျူတာနဲ့တီထွန်ဆန်းသစ်မှုလုပ်ငန်းများ၊အင်ချန်မြေကျိုးဆောင်လုပ်ငန်းများ၊အထည်ဆိုင်၊ဖန်ဆီလုပ်ငန်းနဲ့ကုန်မဆိုင်ဆက်သွယ်လုပ်ငန်းများဖွင့်လှစ်ခြင်းများကောင်းပါတယ်။လုပ်ငန်းကိစ္စရာများတွင်ကြာတာပရိသတ်သမီး၊အင်္ဂါသားသမီးများနဲ့ပူးပေါင်းဆောင်ရွက်ခြင်းများအကျိုးတူခံ န်စားရပါလိမ့်မယ်။လူမျိုးရေးပိုင်းမှာတော့မိသည့်ဆွေတင်များတိုးပါပါလိမ့်မယ်။မိသားစုအမွေကိစ္စရများအဆင်ပြေပါလိမ့်မယ်။ရင်းနှီးတဲ့ပုံကုံများနဲ့မိမိရဲ့အကြမ်းမှာအယူဆသဘောထားများမကန့်ညွင့်မှုများတချို့ကြုံရတတ်ပါတယ်။မိမိရဲ့မျက်မျက်တတ်တဆုံးဖြတ်လောက်ကင်နိုင်မှုကြောင့်တပည့်လဲအောင်ငယ်သားများရဲ့ချစ်ခင်မှုကိုရရှိပါလိမ့်မယ်။ပညာရေးပိုင်းမှာတော့မိမိရဲ့ကြိုးစားအားထုတ်မှုကြောင့်ရည်မှန်းချက်များအောင်မြင်ပါလိမ့်မယ်။ပညာရေးအနေနဲ့ပြည်တွင်းသားမကပြည်ပမှာလည်း ဖွဲ့ရုကုံတို့များရရှိနိုင်ပါတယ်ထွန်းပေါအောင်မြင်နိုင်ပါလိမ့်မယ်ယာရုတိုးခြင်းများရှိပါလိမ့်မယ်ဒါပေမဲ့ပညာရေးမှာစိတ်ပြည့်လွတ်မှုအနှဲငယ်ရှိတတ်တဲ့အတွက်အထူးအာရုံစိုက်ဖို့တော့လိုပါတယ်အခြေအနေနဲ့အိမ်တော်ရေးအင်္ဂါသတိမင်းပြိုရွယ်သူများအနေနဲ့မိမိချစ်မြတ်တို့အပေါ်မှာတန်ရောစဉ်ရှိကြောင်းချစ်မြတ်တို့ကြောင့်ဝန်ဝန်ခံဖို့အတွက်လွန်ရှက်နေတတ်ပါတယ်နိစ္စမှုမှအခြေတည်တဲ့မေတ္တာရဲ့ခြေရေးကိစ္စများပေါ်ပေါက်တတ်ပါတယ် ချစ်သူရည်စားရှိသူများအနေနဲ့အငင်းခုံပြဿနာများပေါ်ပေါက်လာတတ်ပါတယ်။ခိုက်ရန်ဒေါသဖြစ်ပြီးတော့အန်ရယ်နဲ့ကြုံတွေ့ရတတ်ပါတယ်။ဒါပေမဲ့အချစ်အတွက်ဆိုရင်အရာရာကိုရင်ဆိုင်ရဲဝင့်တတ်တဲ့သူဖြစ်ပါတယ်။ဘွားတစ်ခုလုံးကိုပုံအောပြီးချစ်တတ်သူများဖြစ်ပါတယ်။ မမျော်လင့်မဲနဲ့အိမ်တော်ကြာကိန်းရှိပါတယ်အိမ်တော်ရှင်များအနေနဲ့ကတော့ဒီကာလအတွင်းမှာဘေးပတ်ဝန်းကျင်ရဲ့ဂုံချောစကားများကြောင့်အိမ်တော်ရေးမတင်မတင်ဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ရှေးကားတဲ့ပို့ပြီးတော့နားလည်မှုနဲ့ပွင့်လင်းမှုရိုးသားမှုများကိုပုံမတီဆောက်ထားသင့်ပါတယ်ကျန်းမာရေးအနေနဲ့ကတော့အထူးအားဖြင့်ကျန်းမာရေးကောင်းမွန်နေပါလိမ့်မယ်ရံဖန်ရံကမှာတော့ရေချိုးမှခြင်းချောင်းဆိုးခြင်းအဆုပ်အေးပတ်ခြင်းမျိုးရှိတတ်ပါတယ်ဒါပေမဲ့စိုးရိမ်စရာမရှိပါဘူးဒီဆက်တလပိုင်းအတွင်းမှာအသက်20နှစ်25နှစ်28နှစ်30နှစ်33နှစ် 68နှစ်40နှစ်45နှစ်50နှစ်55နှစ်60နှစ်63နှစ်အသက်ပိုင်းခြားရှိတဲ့အင်္ဂါသားသမီးများအနေနဲ့ကန်စာတာအနေငယ်ညံ့တတ်ပါတယ်အသင်းဖွဲ့နဲ့လောက်ကန်ရတဲ့စီးပွားရေးလုပ်ငန်းများလူမွေးကိစ္စရပ်များလှုပ်ဆောင်ရမှာဂုဏ်သိက္ခာကြာဆင်းပွဲရာကိစ္စများကြုံတွေ့ရတတ်ပါတယ်မိတ်ဆွေကောင်းများနဲ့နားလည်မှုမလွယ်အောင်ပြုမှုဆောင်ရွက်တင်ပါတယ်မိသားစုညီကိုမောင်နှမများအပေါ်မှာအမိန်ဩဇာပေးခြင်းမျိုးမဟုတ်ဘဲအပြုသဘောဆောင်တဲ့အကြံပေးခြင်းများဆက်ဆံရေးများတည်ဆောက်မယ်ဆိုရင်မိသားစုအဆင်ပြေပါလိမ့်မယ်ပြူရွယ်သူများအနေနဲ့ရ ဝေးသူနဲ့မမျော်လင့်မဲနဲ့အိမ်တော်ကြခင်းရှိပါတယ်ဒီကာလတော့မှာသာသမိအတွေ့သတင်းကောင်းများကြားရပါလိမ့်မယ်အထူးဟောကိအနေနဲ့ကတော့အင်္ဂါသာသမိများအနေနဲ့ဒီကာလအတွက်မှာဆက်ပစ္စည်းများအလောတကြီးဝယ်ယူခြင်းများရှောင်ခြင်းမှာအမွေနှစ်ကိစ္စရများညှင်းခုံရတတ်ပါတယ်စာချုပ်စာတမ်းများနဲ့ကြောင်းမြစ်ရတနာရွှေတယ်ငွေတယ်ပစ္စည်းများငွေကြေးကိစ္စတာဝန်ယူခြင်းများအာမခံခြင်းများမကောင်းပါဘူးဒီဆက်တလပိုင်းတွင်မှာ ခီးသွန်းလာခြင်းနဲ့လုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရမှာကံကောင်းစေဖို့အတွက်မိခိုးရောင်နဲ့စိတ်နှုတ်ရောင်ဝတ်စားများကိုဝတ်ဆင်ခြင်းကောင်းပါတယ်။အရေးတကြီးဆောင်ရွက်စရာကိစ္စရပ်များအတွက်ရွှေပန်းကိုဘုံကိုမြတ်စွာဘုရားမှပူဇော်ပြီးမှပြုလုပ်ဆောင်ရွက်မယ်ဆိုရင်အကျိုးတူပါလိမ့်မယ်။ဒီဆက်တလာပိုင်းအတွင်းမှာအကျိုးပေးကိန်းကနန်းတွေကတော့9 3 တုံညနဲ့ကိုတို့ဖြစ်ပါတယ်အကျိုးပေးတဲ့အရက်ကတော့အရှိတောင်ရက်ဖြစ်ပါတယ်အကျိုးမပေးတဲ့အရက်ကတော့အနောင်မြောင်ရက်ဖြစ်ပါတယ်ဒီဆက်တလပိုင်းအတွင်းမှာအင်္ဂါသားသမီးများအတွက်အစိုးညံ့နေပြပြပြီးတော့ကောင်းကင်တွေရောက်ရှိလာစေဖို့အတွက်ရေရာအနေနဲ့ကတော့မိမိရဲ့မွေးနေ့နံဖြစ်တဲ့အင်္ဂါနေ့မှာမိမိအိမ်မှာပူဇော်ထားတဲ့မြတ်စွာဘုရားရှင်အားဖြစ်စေဖျားစီတီတဆူဆူမှာဖြစ်စေအုံညွတ်သုံးညွတ်စပယ်ညွတ်သုံးညွတ်ဒန်းညွတ်သုံးညွတ်တလဲညွတ်သုံးညွတ်နဲ့ရွှေပန်းကိုပွန့်ကိုစုပေါင်းပြီးတော့လှူဒန်းပူဇော်ပေးပါ ဒါပြင်စီမီသက်စိတ်လှူဒန်းမှာစွန်းတော်အနေနဲ့နွားနို့နဲ့ထောဘက်အသီးကိုလှူဒန်းပူဇော်ပေးပါတပြက်စီးတစ်ချောင်းလဲလှူဒန်းပူဇော်ပေးပါဖျားကုံတော်ကိုပါကိုလည်း ကိုးချိန်တီတီရွေးဖက်ပူဇော်ပါမိမိလိုရာစုကိုလည်းတောင်းပါဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးခဲ့တာကတော့အင်္ဂါသားသမီးများတွေ2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတလဆာဟော့စတယ်မှာဖြစ်ပါတယ်အင်္ဂါသားသမီးများအားလုံးကိုယ်ကျန်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့အခါကတည်းကပြည့်စုံပြီးတော့လောက်ကိုင်းစီပွားရေးများဆင်ပြေအောင်မြင်ကြပါစေခင်ဗျာခုလိုအားပေးကြည့်ရှုနားဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းထူပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ